ားလုံးပဲမင်္ဂလာပါရှင်ဖိုလာမင်းအီချမ်မင်းကနေပြီးတော့ကြိုဆိုလိုက်ပါရယ်အခုတစ်ခေါက်မှာတော့မလိခအိမ်ဟာဝင်းနဲ့မှာလုံချိုးရေးစနစ် ကောင်းကောင်းနဲ့ခိုင်ခန့်တောင့်တင်းနဲ့လုံချိုးအိမ်ကောင်းတစ်လုံးလိုအပ်နေရဆိုရလို့ရှင်တော့အခုတစ်ခေါက်မင်းဆက်ပြီးမယ့်အိမ်ကိုပဲရွေးချယ်ဖို့အကြံပြုလိုက်ပါရှင်ဒီအိမ်ကတော့တင်ငန်းကျွတ်မြို့နဲ့မလိခအိမ်ဟာတရပီနှစ်လမ်းနဲ့က300စီလုံချိုးပဲဖြစ်ပါရယ်အဲဒီအိမ်ရဲ့အကျယ်ဝန်းကတော့25ပေ80အကျယ်ဝန်းရှိတယ်ပေါ့နော်ဒါတော့ခင်းနေဝင်ရှင်မှာတွေ့ရမယ် living room ပဲဖြစ်ပါတယ် ဒီ liver နဲ့က prebiotic ပစ္စည်းတွေကတော့ထားခဲ့မှာပဲဖြစ်ပါတယ်။အဲဒါတော့ထမင်းစားကန်ဒီမှာဆိုလို့ရှိရင်ဆိုလာတက်ပေးပြီးသားဖြစ်တဲ့အတွက်မီးအတွက်လည်းစစ်ပူစရာမလိုဘူးကော။ထမင်းစားကန်နောက်ပတ်မှာဆိုလို့ရှိရင်တော့ master baron တခန်နဲ့ kitchen room ကိုတွေ့မြန်မှာပဲဖြစ်ပါတယ်။ ပေါ်ရက်ကိုတက်တဲ့လေကခွန်းကလည်းကျုံးအပြည့်နဲ့ draw လေးကိုကျဲပါတယ်။အဲတိုင်းကမှာဆိုလို့ရှိရင်လည်းကျုံးပါကြီးအပြည့်ခင်းမိထားတဲ့အတွက်ကြောင့်မလို့ဒါဒီအင်ကတော်တော်လေးကိုခိုင်ခန့်တောင်တင်းတဲ့အင်ကောင်းတစ်လုံးဖြစ်တယ်ပေါ့နော်။ဒီဒရီယာတက်ရဲ့လေကောက်ကိုတက်တက်ချင်းမှာဆိုလို့ရှိရင်တော့စတိုကန်တခန့်ကိုစတင်မြင်တွေ့ရမှာဖြစ်ပါတယ်။အဲဒီဘက်ချမ်းတော့ဒရီယာတက်ရဲ့ single barrel ခံမဲ့ဖြစ်ပါတယ်။ ဒီ single bedroom ခန်းနေပြီးတော့ဆက်ပြီးတော့သွားလိုက်မယ်ဆိုလို့ရှင်တော့ဒါတော့ဖះခန်းပဲဖြစ်ပါတယ်အဲဒီဖះခန်းမှာဆိုလို့ရှင်တော့အပြစ်မထွက်တဲ့ဝရဏတိတိလေးတခုလည်းထပ်ပြီးရှင်းအောင်မှာပဲဖြစ်ပါတယ်ဒီဒုတိယတည့်ရဲ့အဟိုဘက်ချက်ကိုသွားပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါကတော့ master bedroom နောက်ထပ်တခန်းကိုတွေ့ရှိရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီဒုတိယတန်းမှာဆိုလို့ရှိရင်တော့ဖယားခန်းတခန်း၊စတိုခန်းတခန်း၊အဲနောက်ပြီးတော့ single bedroom တခန်း၊ master bedroom တခန်းစုစုပေါင်းအခန်း၄ခန်းရှိမှာပဲဖြစ်ပါတယ်။ အဲနောက်ထပ်ဒီအိမ်ရဲ့ထူးခြားချက်တစ်ချက်ကတော့လေကုန်ကိုတစ်ဆက်တည်းအပြည့်ယူထားတာမဟုတ်ပဲနဲ့တတရတဲ့တက်တဲ့လေကကိုတီးသန့်ခွဲထားတာကိုတွေ့ရတယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီရအိတ်ခန်းတွေကပေါ့နော်တော်လေးကိုကျယ်ဝန်းတာကိုတွေ့ရပါတယ်မာစတာခန်းမဖြစ်ဖြစ်စင်ရဲ့ခန်းမဖြစ်ဖြစ်တော်တော်လေးကိုကျယ်ဝန်းတာကိုတွေ့ရတယ်ပေါ့နော်အပေါ်ဆုံးနဲ့မှာဆိုလို့ရှိရင်တော့ single တခန်း master တခန်းထပ်ပြီးရှိအောင်မှာပဲဖြစ်ပါတယ်။အပေါ်ဆုံးနဲ့ master ခန်းကတော့ပုံမှန်အခန်းတွေထက်နှစ်ဆလောက်ကျယ်ဝန်းတာကိုတွေ့ရပါတယ်။ ားတော့အပေါ်ဆုံးတဲ့ runner ကအခြေကြီးပဲဖြစ်ပါတယ်ဒီ runner ကနေပြီးတော့ပြင်ပရှူရင်းတွေကိုကြည့်လိုက်မယ်ဆိုလို့ရှင်တော့မလိခအင်ယာကွန်ဒိုအခန်းကြီးဘက်ကိုတွေ့မြင်မှာဖြစ်ပါတယ်အဲဒီလုံရင်အင်က24နိုင်လုံချိုကြီးအပြည့်ရှိတဲ့မလိခအင်ယာဝင်းတွေကလုံရင်အင်ယောက်ဖြစ်တဲ့အတွက်အဲလုံချိုကြီးရာလဲစိတ်ပူစာမလို့ဘူးအဲနောက်ပြီးတော့ကွန်ဒိုမှာရှိတဲ့ရေကူးကန်ကိုလည်းအသုံးပြုခွင့်ရရှိအောင်ပါပဲဖြစ်ပါတယ် ဒီအိမ်ရဲ့ရောင်းစီးကတော့ကျပ်သိန်း2800ပဲဖြစ်ပါရှင်။ဒီအိမ်ကိုစိတ်ဝင်စားလို့ဆက်သွယ်စုံစမ်းလို့ရဆိုရင်တော့ရန်ကုန်ဖိုးလာမယ့် HMB ရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့39950502ခွန်ရှင်၊39950502ခွန်ရှင်၊39850502ခွန်ရှင်တို့ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါရှင်။